မင်္ဂလာပါအကယ်ရတက်ဖြစ်ပါတယ်ခုနကဝိုင်း mid range ဖုန်းတွေဂျူဝဲဘက်ဖြစ်လာတဲ့အကြမ်းခံလာတဲ့ဆိုတဲ့ trend တစ်ခုကိုစားခဲ့တဲ့အချိန်မှာပါတဲ့ဖုန်းကိုမှတ်မိကြအောင်မထင်ပါတယ် Honor X9B ဆိုတဲ့ဖုန်းပါဒီကော official ဝင်တဲ့ထဲမှာရော international မှာပါဖုန်းကိုပြစ်ချတန်တွေရိုက်ဖရဲသီးတွေအုတ်ခဲတွေခွဲပြားတဲ့ဗီဒီယိုတွေတော်တော်များများကြည့်ဘူးကြမှာပါအဲ့ဒီနောက်ပိုင်းမှာဒီ mirage ဖုန်းတော်တော်များများ jewel ဘက်ဘက်ကိုလှည့်လာပြီးတော့ဈေးကွက်ထဲမှာလည်းရွေးချယ်စရာတော်တော်လေးညားခဲ့တာကောင်းတဲ့အချက်လို့ပြောရမယ် Honor ကတော့ X series မှာအများကြီးထပ်ပြီးတော့ထုတ်ခဲ့ပေမဲ့ X9 series ကိုထပ်ထုတ်ဖို့တစ်နှစ်ကျော်တော့အချိန်ထပ်ပြီးတော့ယူခဲ့တယ်။အခုတော့ဒီရော official ဝင်လာပါပြီ။အကြမ်းခံပါတယ်ဆိုတော့ဖုန်းတွေတော့ဖြုံသွားလောက်တဲ့အထိကို X9B ထပ်တော့ overall သုံးစားလောက်ပို့ပြီးတော့အကြမ်းခံလာတယ်ဆိုတဲ့အချက်ကတော့ဒီဖုန်းရဲ့အဓိကအချက်ပဲဖြစ်နေမယ်။ ဒီဖုန်းကို first impression လို့ဖို့အတွက်ကြီးတဲ့အခါမှာပထမဦးဆုံးစဉ်းစားမိတာကတော်ထဲမှာသုံးဖို့ဖုန်းတွေကိုတီးတန့်ထုတ်တဲ့ brand တွေရှိရယ်ဖုန်းတွေထူထူ cover ထူထူနဲ့တော်တော်လေးအကျန်းခံတဲ့ကောင်းလေး battery life လည်းကောင်းကြရတယ်ပေါ့ H9C ကိုကြီးတဲ့အခါမှာတော့ဒီဖုန်းကကြီးတော့ပုံမှန်ဖုန်းတစ်လုံးလိုဒီဇိုင်းမျိုးနဲ့ daily use လည်းအဆင်ပြေပြီးတော့ battery life လည်းကောင်းကောင်းရမယ်ဒီတုံးထဲမှာတုံးတဲ့အကျန်းခံမှုမျိုးကိုလည်းရအောင်မယ်ဆိုတော့ဒီလိုမျိုးဈေးကွက်အတွက်ပါရှင်ပြိုင်နာလိုက်မလားဆိုတော့ထင်မိတယ်ဒါတော့ကျွန်တော်ရဲ့ personal အမြင်ပါ first impression video ဆက်လိုက်ရအောင်အရင်ဆုံး hand feeling ပေါ့ ဒါအနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင် H9B နဲ့အထူရောအလေးချိန်မှာပါဘာမှသိမ့်မကွာကျွန်တော် H9B ကိုဗီဒီယိုလောက်တုံးကကြည်ဘူးတဲ့သူတွေဆိုတော့မှတ်မိလိမ့်မယ်ထင်တယ် 8mm ဆိုတဲ့အထူမှာဘက်ထရီ9800ကိုထည့်ပေးထားတယ်ဆိုတာတော်တော်လေး impress ဖြစ်ခဲ့တယ်ခုတစ်ခေါက်တော့ဒီအထူကို 7.89mm ဆိုတော့ဘာမှလည်းမပြောင်းလဲပဲနဲ့ဒီထက်ကျန်းတဲ့ဘက်ထရီကိုထည့်ပေးထားတယ်ဆိုတဲ့အချက်ကပထမဦးဆုံးချီးကျူးရမယ့်အချက်ပဲအလေးချိန်ကလည်း 189g နဲ့200မကျော်တဲ့အတွက်ပေါ့တဲ့အထဲမှာပါနေတော့မယ် Honor H9 စီမှာသူ့အရင် generation လို့ပဲဘေးဘက်ကိုချိုးထားတဲ့ design ကဒီအထုံနဲ့အလေးချိန်ကဒီထက်နည်းတယ်လို့ခန်းစားရတယ်။ဘေးပေါင်တွေကတော့ထုံးစံအတိုင်းတော်တော်လေးပါတယ်။အယောင်၃အောင်နဲ့လာတယ်။ Purple Cyan နဲ့ Black ဆိုတဲ့အယောင်၃အောင်နဲ့လာတယ်။ကျွန်တော်လက်ထဲရောက်နေတာကတော့ Jade Cyan ဆိုတဲ့အယောင် ။ဒါဆိုင်ဆိုတဲ့အယောင်ကတော့အစိမ့်မကြအပြာမကြအယောင်လေးအဲ့ဒါကိုမှဒီကြောက်စိမ့်ရိုင်းတုံးတုံးရဲ့ shape တွေရဲ့ပုံစံနဲ့ပေါင်းထားတယ်။ဒါမျိုးကိုဒါ marble pattern လို့ခေါ်တယ်။အများဆုံးတွေ့ရတာက luxury sand နဲ့အလှဆင်ကြောက်ပြားတွေမှာအများဆုံးတွေ့ရတယ်။ texture ကလည်းအဲ့ဒါမျိုးကိုကန်ရတဲ့အရာတော်ရတယ်။ Gimbal bump ကတော့အရင် H9B လိုပဲ ring shape နဲ့လာတယ် မတူတော့တာကကင်မရာတွေကအရင်တော့လို့ range တဲမှာထားထားတာအလဲကဒီဇိုင်းပေါ်ထားတဲ့ပုံစံမျိုးဆိုပေမဲ့ H9C မှာတော့ကင်မရာတွေကို range ရဲ့အလဲမှာထည့်ပေးထားတယ်အလုံး၄လုံးကို၄တောင်းပုံစံတွေကချပေးထားတယ်ဒီကင်မရာဘမ်နဲ့ကင်မရာ range တွေကို Rolex နိုင်တွေရဲ့ signature Rolex fluted bezel တွေကိုအခြေခံပြီးဖန်တီးထားတယ်လို့သိရတယ်ကင်မရာဘမ်ရဲ့အပြင်ဘက်ကိုပတ်ပေးထားတဲ့ range တွေအမှာတော်တော်လေးစင်တူတာကိုတွေ့ရတယ် ဘီးဘုံတွေကတော့ H9 series ရဲ့ထုံးစံအတိုင်းပဲဘာမှတိတ်ပြီးတော့ပြောင်းလဲတာတော့မတွေ့ရအောင်ရှေ့ဘက် screen ရောနောက်ဘက် cover ရော cuff ပေးထားတဲ့ပုံစံကြောင့်ဘီးဘက် frame ကတော်တော်လေးပါသွားတယ်ဆို power button နဲ့ volume up down clock တွေကိုဖုန်းရဲ့ညာဘက်အချမ်းမှာချက်ပေးထားတယ် frame ကပါတဲ့အတွက်ဒီ button တွေရာတွေမှာ frame ကိုနည်းနည်းလေးချက်ပေးထားတယ်အပေါ်ဘက် frame မှာ full size speaker ဘောက်တစ်ပုဒ်ပါတယ်အောက်ဘက် frame မှာကတော့နောက် speaker ဘောက်တွေ mic ဘောက်တွေနောက်ကျရင် USB type C ပေါက်အသွင်းပေါင်းနဲ့ sim tray တွေပါတယ် ် H9C မှာလည်း 5G support တယ်ဒီဈေးတန်းထဲမှာ 5G support တာတော့ခက်ရှားရှားဖြစ်နေတာဆိုတော့ဒီတစ်ချက်ကိုလည်းသဘောကျမိတယ် frame တွေကပုံမှန်ဒီလိုအယောင်မှုတွေမှာ silver color ကိုတုံးရတယ်ဆိုပေမဲ့ဒီ jade cyan အယောင်မှာတော့ cyan ဘက်တန်းနေတဲ့ color လေးကိုထည့်ပေးထားတယ်တော်တော်လေးသဘောကျတယ် ။ Screen မိုင်းမှာဒီဖုန်းရဲ့ upgrade နောက်ထပ်တစ်ခုကိုမြင်ရတယ်။6.78 inch dual curve display AMOLED panel ကိုမှ 120Hz refresh rate နဲ့လာတယ်။ဒီထက်ကအရင် version နဲ့အတူတူပဲ1224 x 2700 pixel နဲ့ 437ppi ကတော့ resolution မိုင်းမှာနည်းနည်းလေးပိုလာတယ်ပေါ့။ကျန်းသွားတာက4000 nits peak brightness ပါလာတာပဲ။ flagship phone တွေမှာတော့4000 nits တိထဲဖို့ကတော်တော်လေးကိုကြိုးစားနေရတဲ့အချိန်ဒီ mirage phone တစ်လုံးမှာ4000 nits တိရတာကတော့တော်တော်ကြီးကိုကြမ်းတယ်ဒီဖုန်းကို daylight ထဲမှာ သုံးနေဆိုတာထက်နေရောင်အောက်မှာပါ အခက်အခဲမရှိသုံးနိုင်တယ် screen ကကျွန်တော်မမြင်ရလို့ပြူးပြဲကြည့်ရတာမျိုးတွေလည်းမရှိတော့ဘူးဒီနွေရာသီနဲ့လည်းကိုက်တယ် color ဘိုင်းမှာလည်း100% DCI-P3 color gamma နဲ့ Dampit Color ထီရလို့ Reality Sun နဲ့ Color ရုပ်ထွက်တွေကိုထုတ်ပေးနိုင်တယ်။မျက်စိထိခိုက်မှုတက်တာစေတဲ့အပိုင်းမှာလည်း 3840Hz PWM dimming ပါလို့ flashing level display ကိုခံစားလို့ရတယ်။ Blue light ကိုလည်း Hardware level နဲ့ short ချပေးထားတယ်။ viewing experience ဘိုင်းမှာလဲဒါကျွန် dual cap screen ဖြစ်တာဖြစ်တဲ့အတွက် viewing experience ကိုအပြည့်အဝကောင်းကောင်းရတယ်။ selfie camera ကိုဒါဘေးဘက်မှာ ambient light sensor လေးပါသွားလို့ကျွန်တော် punch hole က capsule ပုံစံလေးဖြစ်သွားတယ်ဆိုပေမဲ့အရန်သေးလို့ဒီ viewing experience ကိုလာပြီးတော့နှောက်ရတာမျိုးမရှိဘူး camera ဘိုင်းမှာ dual camera နဲ့ဖြစ်သွားတယ် main camera ကို108 megapixel sensor size 1 by 1.67 inch နဲ့ aperture f 1.75ရှိတဲ့ sensor ကိုသုံးပေးထားတယ်။ဒီထက်အရင် version က main camera နဲ့အတူတူပဲဆိုပေမဲ့ upgrade ဖြစ်သွားတဲ့အချက်က OIS ပါလာတာပဲ ဂျူဝဲကင်မရာဖြစ်သွားပေမဲ့တကယ်လိုအပ်တဲ့ OIS ကိုထည့်ပေးထားတာကသဘောကျမိတဲ့အချက်ပဲနောက်ထပ်5 megapixel ultra wide ကင်မရာတစ်လုံးကိုထည့်ပေးထားတယ်ကင်မရာတစ်ခုလုံးကို main ကင်မရာ108 megapixel နဲ့ပဲထိန်းထားတယ် H9C မှာမဟုတ်ပဲね Honor ရဲ့ line up တစ်ခုလုံးမှာကင်မရာဘိုင်းမှာအကျိုက်ဆုံးကတော့ကလာမှန်တာပဲဒါကလဲ sensor ကြောင်းဆိုတာထက် software optimization ကြောင်းနဲ့အများကြီးဆိုင်တယ် hardware sensor တူတူချင်းဆိုရင်တော့မှပဲဒီ honor phone နေရဲ့ camera ကအပြင်နဲ့အနီးစပ်ဆုံးတူတဲ့ color ကိုထုတ်ပေးတယ်။ဒါကကျွန်တော်တို့ပုံထွက်ဆိုလို့ရှိရင် color မှန်မှကြိုက်တဲ့သူတွေနဲ့ product တွေကိုဓာတ်ပုံရိုက်ဖို့သုံးတဲ့သူတွေအတွက် honor ကရွေးချယ်စရာတစ်ခုဖြစ်လာတယ်။ Honor H9C မှာလည်းပုံထွက်အပိုင်းမှာ color မှန်တဲ့အပိုင်းကိုတော်တော်လေးသဘောကျတယ်။ပုံထွက်တွေက sharp ဖြစ်ပြီးတော့ clarity ဘိုင်းလည်းကောင်းတယ်။ low light photography ဘိုင်းမှာလည်းအလင်းအမှောင်တော်တော်လေးကောင်းတယ်။ ုံထွက်ကရှင်းရှင်းလင်းလင်းမြင်ရတယ်။ portrait ပိုင်းမှာလည်းဒီ bokeh effect တွေက natural sun တွေ AI လည်းထည့်ပေးလာပြီးတော့အဓိက AI နေအနေနဲ့ AI eraser နဲ့ AI outprinting ဆိုပြီးတော့နှစ်ခုပါလာတယ်။ AI eraser ကတော့ပုံရိုက်ပြီးတော့ပါလာတဲ့မလိုတဲ့ဟာတွေကိုဖျက်ဖို့နဲ့ AI outprinting ကတော့ပုံကို extend လုပ်ဖို့အတွက် AI ကိုသုံးပြီးတော့အကျယ်ချဲ့တာ AI eraser ကတော့အလှပုံတွေနဲ့တချို့ detail လိုချင်တဲ့ပုံတွေမှာမလိုတာတွေကိုဖျက်ဖို့အတွက်အသုံးဝင်တယ်ဆိုပေမဲ့ကျွန်တော်ကတော့ AI out printing features ကိုပို့ပြီးတော့သဘောကျတယ်။တချို့ software တွေမှာသုံးလို့ရတယ်ဆိုပေမဲ့ premium features ဖြစ်လို့ဝယ်သုံးရတာတွေမျိုးနဲ့ web ကနေသွားပြီးတော့သုံးရတာမျိုးတွေကြောင့်အလုတ်ရှုပ်တယ်လို့ခံစားရတယ်။ဖုန်းမှာ BND features တွေပါလာတာကိုတော်တော်လေးသဘောကျပြီးတော့တကယ်လည်းအသုံးဝင်တာတွေ့ရတယ်။ video ကို 4K 30fps ထိရိုက်လို့ရတယ်။ detail လေးလည်းကောင်းတယ် selfie camera ကို system မှာကပေးစဲ wire လို့ရတဲ့ camera ကိုသုံးမိတာတယ်အရင် version နဲ့အတူတူပဲဆိုပေမဲ့ဒီ H9C မှာ ambient light sensor လေးကိုပါတွဲပြီးတော့ထည့်ပေးထားတယ်ပုံထွက်ကတော့ထုံးစံအတိုင်း color ဘိုင်းမှာတော်တော်လေးသဘောကျတယ် detail လေးတွေလည်းကောင်းပြီးတော့ lighting ဘိုင်းမှာပါပို့ပြီးတော့ကောင်းလာတယ်ရိုက်ပြီးထွက်လာတဲ့ပုံကို lighting ပြန်ချိန်ပေးပြီးတော့ထွက်လာတဲ့ရုပ်ထွက်ကတော်တော်လေးမိုက်တယ်အလင်းကောင်းကောင်းမပေးထားတဲ့အခန်းထဲကဒါ run lighting နဲ့ရိုင်းရင်ကိုထွက်လာတဲ့ပုံကတော်တော်လေးမိုက်တယ် အောက်တော့မှရရင်တော့ပိုကောင်းတဲ့ပုံထွက်ကိုရတယ်။ performance ဘိုင်းမှာ snapdragon 6 gen 1 processor ကိုသုံးပေးထားတယ်။ဒါလည်းမပြောင်းလဲသေးဘူးဆိုပေမဲ့ honor ကတော့ snapdragon 6 gen 1ကလက်ရှိဇီကွက်ထဲမှာသူ့ဇီထဲမှာသုံးနေတဲ့ processor တွေနဲ့ performance တူနေတော့မယ်လို့ပြန်ပြီးတော့သုံးပေးတာလို့ဆိုတယ်။ Jan 3လောက်3လရင်ကိုပိုကောင်းမယ်ဆိုပေမဲ့ Jan 1ရဲ့4 nanometer architecture ပေါ်မှာတိဆောက်ထားတဲ့နည်းပညာကလက်ရှိသူ့ဈေးတန်းထဲမှာရှိတဲ့ processor တွေရဲ့6 nanometer 5 nanometer တွေထက်စာရင်ပိုတာနေသေးတာဒါမှမဟုတ်ရင် Dimensity 9300 Ultra ရဲ့4 nanometer နဲ့အတူတူပဲဆိုတဲ့အချက်တွေကြောင့်ပြန်သုံးတာဖြစ်လိမ့်မယ် ီ chip ကလက်ရှိ mirage ဇလိုက်ကျော် helio g100 ထက်လည်းအများကြီးတာနေသေးတယ်ဆိုတော့ daily use ပြင် gain ဆော့မယ် software ကြီးကြီးတွေ ram မယ်ဆိုရင်လည်းအဆင်ပြေနေတော့မယ် ram 12k version နဲ့လာတာဆိုတော့ဒီဈေးတန်းမှာတော့ကျန်းနေတော့မယ် storage က 256gb နဲ့ရမယ်ဆိုတော့ mirage phone တစ်လုံးအတွက်လုံလောက်တဲ့ specification မှာရတယ် X9C အကြောင်းပြောရမယ်ဆိုရင်တော့မပြောမဖြစ်ပြောရမှာရှိရယ်။သူရဲ့ durability အကြောင်းပဲဒီ recall h9c မှာတော့သူ့အရင် series ထက်ပိုကျန်းလာတဲ့အချက်တွေရှိတယ်2 meter အမြင့်ကနေပြုတ်ကျတဲ့ဒဏ်ကိုခံနိုင်ရရှိတယ်အရင် series 1.5 meter ထက်ပိုပြီးတော့ခံနိုင်ရရှိလာတယ်360 degree ကနေပြုတ်ကျတဲ့ဒဏ်ကိုခံနိုင်ရရှိလာတယ်ဒီရှေ့မှန်နောက်မှန်နဲ့ပြုတ်ကျတာတွေမဟုတ်ဘဲနဲ့ဘေးပေါင်တွေ down နေနဲ့ပါပြုတ်ကျတဲ့ဒဏ်ကိုခံနိုင်ရရှိလာတယ်တပ်ပါဒီ drop resistance စမ်းသပ်ချက်၁၀ခုကျော်ကိုလည်းဖျက်ချော်ထားနိုင်တယ်လို့သိရတယ် ကော်နာတွေဘေးဘက်တောင်းတွေပြုတ်ကြတာကိုခံနိုင်ရှိတဲ့အပိုင်းမှာအရင် generation ထက်89ရာခိုင်နှုန်းထိပိုပြီးတော့ခံနိုင်ရှိလာတယ်ဆိုတော့ဒီ H9B ထက် H9C ကအများကြီးပိုပြီးတော့ကျန်းလာတယ်လို့ပြောလို့ရတယ်အတွင်းပိုင်း hardware တွေကို layer 3ခုနဲ့ cover လုပ်ပေးထားတယ်ပထမ layer က water resistant အတွက် seal လုပ်ပေးထားတာ paper pad လည်းတစ်ခုလုံးကိုအုပ်ပေးထားတယ်ဒုတိယ layer က internal component တွေကိုဒါ motherboard လိုမျိုးတွေကိုပတ်ပတ်လည်း cover လုပ်ပေးထားတဲ့ layer တတိယလေယာဉ်ကတော့ကိုးကွန်ပိုနန့်တွေ chipset တွေကိုတစ်ခုလုံးကို high level shielding cover လုပ်ပေးထားတယ်ဒါကတော့ shock resistant အတွက်ပို့ပြီးတော့ durable ဖြစ်လာစေတယ်ဒီလေယာဉ်ကဒါ shock absorbing material တွေကိုသုံးပြီးတော့မျက်နှာပြင်တစ်ခုလုံးကိုအုပ်ပေးထားတယ်အုပ်ထားတဲ့လေယာဉ်ကလည်းအရင်ထက်90%လောက်ထိပို့ပြီးတော့ cover up ဖြစ်လာတယ်လို့ပြောတယ် ရှေ့မှန်တဲ့ camera glass ကို super double double glass ကိုသုံးထားလို့ပို့ပြီးတော့အကျန်းခံလာတယ်။ဒီရှေ့မှန်ကဓာတ်နဲ့ချစ်တာကိုခံနိုင်ရှိလာတဲ့ scratch resistant မှန်ဖြစ်လာတယ်။ back cover မှာသုံးပေးထားတဲ့ materials ကလည်းအကျန်းခံတဲ့ material ကိုသုံးပေးထားတဲ့ချစ်ရဆင်းရတွေကိုလည်းပို့ပြီးတော့ခံနိုင်ရှိလာတယ်။ IP65M dust and water resistant ပါလာပြီး splash proof လည်းဖြစ်လာတယ်။ရေစင်နာတွေဖိတ်ကျတာမျိုးတွေကိုခံနိုင်ရှိလာတယ်။ အပူချိန် -33° Celsius ကနေ 55° Celsius ထိကို10နာရီထိခံနိုင်ရှိလာတယ်။ဒါကအရန်အေးတဲ့ဒေသတွေမှာနေတဲ့သူတွေပဲဖြစ်ဖြစ်ဒီနိုင်ငံလိုနွေရာသီအရန်ပူတဲ့နေရာတွေအတွက်ပဲဖြစ်ဖြစ်အဆင်ပြေတယ်။ရာသီဥတုပူလို့ overheat ဖြစ်တဲ့ပြဿနာမျိုးမရှိတော့ဘူးပေါ့။ reliable ဖြစ်တဲ့အပိုင်းမှာလဲ SGS ရဲ့ rating 5 star ထိရရှိထားတဲ့ပထမဦးဆုံးဖုန်းဖြစ်လာတယ် speaker ဘိုင်းမှာ dual speaker နဲ့ stereo speaker ကိုသုံးပေးထားတယ် volume အမြင့်ဆုံး300%အထိချဲ့လို့ရလို့အပန်ထွက်ကြဲကြဲထွက်မှကြိုက်တဲ့သူတွေနဲ့လည်းကြိုက်တယ်အန်ဒရိုက်15ကိုအခြေခံထားတဲ့ Magic OS 9နဲ့လာတယ်။သုံးရတော်တော်လေး smooth ဖြစ်တဲ့ UI ဖြစ်တယ်။ battery ဘာကတော့ဒီဖုန်းရဲ့အကြိုက်ဆုံးအချက်ပဲ။ H9P ရဲ့ battery ကလေးကသဘောကျခဲ့တာ။အခု H9C ရဲ့ battery ကပိုတော်မိုက်လာသေးတယ်။ 6600 mAh ဘက်တရီကိုဒီဖုန်းပပလေးထဲမှာထည့်ပေးထားတာကတော့အခုတစ်ခေါက်လဲတာချီးကျူးဝမဲ့အချက်ထဲမှာပါတယ်ဒီဖုန်းက1 day use battery တက်2 day use battery life လို့ပြောရမယ် ပုံမှန်သုံးမယ်ဆိုရင်တော့နှစ်ရက်လောက် AACC တမေတမောသုံးလို့ရတယ်။မနက်အား100ရာခိုင်နှုန်းနဲ့အိမ်ပြင်ထွက်သွားမယ်ဆိုလို့ရှိရင်သေချာတာကအဲ့ဒီနေ့အတွက် power bank အပူတည်သွားစရာမလိုဘူးဆိုတာပဲ။အသုံးများရဲဆိုရင်တော့တရက်ကျော်လောက်ထိအားခံနေဆိုတော့တရက်မှတစ်ခါပဲအားသွင်းခြင်းတဲ့သူတွေအတွက်အကျိုက်ဖြစ်လိမ့်မယ်။ဖုန်းအားကိုညှာပြီးတော့သုံးနေစရာမလိုတော့ဘူးပေါ့။ဖုန်းဝယ်တယ်ဆိုတာဒါမျိုးဖြစ်ကမှာအားကုန်သွားဆိုလို့တိတ်မသုံးရဘူးဆိုတာမျိုးမရှိတာအဆင်ပြေတယ်။ DHO Mac ရဲ့ ဂိုးဘက်ထရီလည်းဖြစ်တယ်ဆိုတော့ဘက်ထရီဘိုင်းမှာအကျဉ်းဆုံးဖုန်းလေးတွေမှာပါတယ်။အားပြန်ပြီးတော့သွင်းဖို့အတွက် 66W charging နဲ့အားပြန်ပြီးသွင်းလို့ရပြီးတော့သူ့ဈေးတန်းမှာတော့တော်တော်လေးများတဲ့ပမာဏကိုသုံးပေးထားတယ်လို့ပြောလို့ရတယ်။ထည့်ပေးထားတဲ့ဘက်ထရီနဲ့ light တဲ့အားသွင်းစနစ်လို့ပဲပြောရမယ်။ ကျွန်တော်နေနဲ့ first impression လုတ်ပေးခဲ့တဲ့ဖုန်းကတော့ owner ကနေပြီးတော့ official ဝင်လာတဲ့ owner x9c ဆိုတဲ့ဖုန်းပဲဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့73သိန်း4900ကျန်းနဲ့ရောင်းချပေးနေတာဖြစ်ပြီးတော့ရပ်ပေါင်း210အတွင်းဘာကြောင့်မဲကွဲကွဲဖုံးမှန်တခြင်းအခမဲ့လဲပေးမယ် honor care ဆိုတာလဲပါမယ်ဆိုတော့တော်တော်လေးတန်တဲ့ဖုန်းလို့ပြောရမယ်ဘယ်သူတွေဝယ်သင့်လဲဆိုတော့ဖုန်းကိုဖုန်းလို့သုံးနေတဲ့သူတွေ အကျန်းသုံးနေတဲ့သူတွေတခါအသွင်းပြီးတမုံသုံးနေတဲ့သူတွေနဲ့အဲ့လိုဖုန်းမျိုးကိုလှလှပပကင်ကျင်တဲ့သူတွေအတွက်ဆိုရင်အစဉ်ပြေမဲ့ဖုန်းတစ်လုံးဖြစ်ပါမယ်လို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ဆိုရင်ရောဝယ်ကြလားမဝယ်ကြဘူးလားဘယ်လိုသဘောရလဲကျွန်တော်တော့ကောင်းခိုင်းနိုင်ပါနောက်ဗီဒီယိုတစ်ပုံမှတွေ့ပါမယ်